Owen AI နဲ့အကျုံးသူမြုံနယ်မှုဆောင်ရွက်ရန် Emerson Horowitz ဆွေးနွေး Owen AI အနည်းပညာရရှိချုပ်ဟောင်း Mira Murati နဲ့ Startup အစောပိုင်းအစဉ်အကျုံးသူယင်းနယ်မြုံနယ်မှုဆောင်ရွက်ရေးကိုဦးစားပေးဆွေးနွေးနေကြောင်း Silicon တောင်ကြားအကျုံးသူယင်းနယ်ကုမ္ပဏီ Emerson Horowitz ကတာဝန်ရှိသူတို့ကပြောကြားထားတာကို Writer သတင်းမှာဖော်ပြထားပါတယ် Startup ကဏ္ဍမှာငွေကြေးထောက်ပံ့မှုကိုဦးစားပေးဆွေးနွေးနေတယ်လို့သက်ဆိုင်ရာကုမ္ပဏီအကြီးအကဲတွေပြောကြားချက်အရသိရပါတယ်။ Thinking Machine လဲ့လို့အမည်ပေးထားတဲ့ Startup လုပ်ငန်းစဉ်ဟာထိတ်တန့်နည်းပညာကုမ္ပဏီကြီးတွေအတွက်အစံပြအသီးစရာဖြစ်တယ်လို့ဈေးကွက်တန်ဖိုးကလည်း American Dollar 10 Billion အထိရှိလာတာကြောင့် AI Startup လုပ်ငန်းတွေကြားအလွန်တန်ဖိုးမြင့်လာတယ်လို့ဆိုလို့ရပါတယ်။ Thinking Machine ဟာ ပြိုင်ဘက်တွေထက်ပုံမကျေပြတဲ့ application များစွာအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်တယ်လို့ပုံမလုံးချုံစိတ်ချရတဲ့အဆင့်မြင့်ဉာဏ်ရည်သူစနစ်တွေကိုတည်ဆောက်ဖို့အကြိုးပန်းနေကြောင်း Open AI အမှုဆောင်အရာရှိချုပ်ကဆိုပါတယ်။နည်းပညာဆက်မှုလုပ်ငန်းအသုံးစဲနဲ့ပတ်သက်ပြီးယင်းနေမြောက်နေသူအတွက်မိကုံအချို့ရှိနေပေမယ့် AI ကနမှာယင်းမြောက်နှံသူအစ်စ်တွေအတွက်စိတ်အားထက်သန်မှုမှာအလုံးမြင့်မားနေစေဖြစ်ကြောင်းပြောကြားထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်